ားလုံးပဲမင်္ဂလာပါကျမတို့မြေကင်မီကမြေချီနာအတင်းတော်ရဲ့ Monday Division ရပြီတော့ပြန်ပြီးကြိုဆိုလိုက်တာဖြစ်တဲ့အားလုံးသူတို့ကဒီတစ်ပတ်မှာရှင်လန်းဝမ်းမြောက်တော့စိတ်ဆွေနှုတ်ကပါတို့အဖြစ်ကျမတို့အတူတူကခွန်အားယူစေချင်တာဖြစ်တဲ့ကျမတို့ပတ်ဝန်းကျင်မှာကျမတို့နဲ့အမြဲတမ်းတွေ့တဲ့သူတွေကကျမတို့ကိုပြောတတ်တဲ့စကားရှိတာဖြစ်တယ်အမြဲတမ်းရှင်လန်းတက်ကြွနေတာပဲနော်ဝမ်းမြောက်နေတာပဲနော်ဆိုပြီးကျမတို့ကိုအမြဲတမ်းပြုံးနေနော်အမြဲတမ်းအပြုံးမျက်နှာရှိတယ်နော်ဆိုပြီးတော့ကျမတို့ကိုပြောတဲ့အရာကျမပတ်ဝန်းကျင်မှာကြားခွင့်မရလို့ကျမယုံကြည်တာဖြစ်တယ်အဲ့လိုပြောတဲ့ချိန်မှာကျမတို့ပြောခံရတဲ့ သူကျမတို့လေးပြောတာဖြစ်တယ်ပြောတဲ့သူကလေးကျမတို့ကိုမြင်နေချိန်မှာတကယ်ပဲရှင်လန်းတဲ့စိတ်ဘဝမြောက်တဲ့စိတ်မျက်နှာကိုမြင်နေချိန်မှာပြုံးပြုံနေတဲ့မျက်နှာကိုသူတို့မြင်လို့ပြောတာဖြစ်တယ်ဟာလေလုယာဒီလိုအပြောခံရတယ်ဆိုတာတကယ်ပဲအရင်ကောင်းတာဖြစ်တယ်ဟာလေလုယာကျမတို့နေ့တိုင်းမှာရှင်လန်းဝမ်းမြောက်တဲ့မျက်နှာရှိဖွယ်တဲ့လိုအပ်တာဖြစ်တယ်ရှင်လန်းဝမ်းမြောက်တယ်ဆိုတော့ကလို့ယူလို့ရတဲ့အရာမဟုတ်ဘူးကျမတို့ဟန်ဆောင်လို့လေးရတဲ့အရာမဟုတ်ပါဘူးကျမတို့ဟန်ဆောင်မယ်လို့ယူမယ်ဆိုရင်လူတွေအားကြောက်ခွင့်တယ်ကျမတို့လို့ယူမယ်ဆိုရင်ခဏတာပဲဖြစ်တယ်ကျမတို့အနည်းဆုံးတစ်ပတ်လောက်ခံမလားတစ်လလောက်ခံမလားကြာလာတဲ့နေ့မြတ်ကျမတို့ရဲ့ အထေးကမပျော်ရွှင်တဲ့အရာတွေမရွှင်လန်းတဲ့အရာတွေမတက်ကြွတဲ့အရာတွေလူကမြင်လာမှာပဲဖြစ်တယ်။ဒါကြောင့်အဲ့ဒီအရာကကျွန်တော်လုံယူလို့ရတဲ့အရာမဟုတ်ဘူး။ကျွန်တော်တို့ပင်ကူအထေးကျွန်တော်တို့ရဲ့နှလုံးသားအထေးကနေဖြစ်လာတဲ့အရာ။ကျွန်တော်ရဲ့ဝိညာဉ်ရပိုင်းကနေပြီးတော့ချက်လာတဲ့အရာဖြစ်တဲ့ဒီရွှင်လန်းဝမ်းမြောက်တဲ့စိတ်က။ဟာလေလုယ။ကျွန်တော်တို့အတ္တတာချင်းမှာကျွန်တော်တို့တကယ်ပဲရွှင်လန်းဝမ်းမြောက်တဲ့စိတ်နဲ့နေ့တိုင်းမှာဖြတ်ကျော်နေလား၊သွားလာနေသလားဆိုတော့ကျွန်တော်တို့စင်ချင်ဖွင့်အတွက်လိုအပ်တာဖြစ်တဲ့ပတုတန်အခန်းကြီး၁၇ရဲ့၂၀မှာအတူကဖတ်ရအောင်။စိတ်ရွှင်လန်းခြင်းတွေစမ်းမာစေတတ်၏။စိတ်ပြည့် ချင်းမူကအယူတို့ကိုတွေးချောက်စေတတ်၏တဲ့အာမင်ရှင်လန်းချင်းကစိတ်ကိုကြမ်းမာစေတယ်လို့ပြောထားတာဖြစ်တယ်ဟာလေလုယဒီစကားကမှန်တာဖြစ်တယ်ဒီစကားကကျွန်တော်တို့ဒီခေတ်ခါလာမှာဆိုရင်ကျွန်တော်တို့ဒီနည်းပညာတွေရသိပ္ပံပညာရှင်ရဲ့စမ်းသပ်မှုရကြမ်းမာရေးရလည်းတကယ်ဒီနှုတ်ကပတ်တော်အတိုင်းဖြစ်နေတယ်ဆိုတော့မြင်တွေ့ရတာဖြစ်တယ်ဘာလို့လဲဆိုရင်စိတ်မသာညီးသွားတဲ့သူ depression တွေဝင်ပြီးတော့စိတ်မပြောမရွှင်မတက်မကြွဖြစ်တဲ့သူတွေကတက်သူတွေဆိုတဲ့အရာကိုမြင်တွေ့ရတာဖြစ်တယ်ဟာလေလုယဒီအရာကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရေးခဲ့တဲ့ဒီနှုတ်ကပတ်တော်ထဲမှာပြောတဲ့အရာက ဒီခစ်နဲ့လေအများကြီးလိုက်ဆိုင်ရမှာတကယ်အမှန်တကယ်ဖြစ်နေတဲ့အရာကိုမြင်တွေ့ရတာဖြစ်တယ်ဟာလေလုယ။ဒါဆိုကျွန်တော်တို့ကရှင်လန်းတဲ့စိတ်ရှိတဲ့ချင်းတက်ရွှေတဲ့ကျမ်းမာတယ်ဟာလေလုယ။ကျမ်းမာတယ်ဆိုတဲ့အရာကကျွန်တော်တို့ရဲ့အရာရာမှာကျမ်းမာလာတော့ကိုပြပြချင်တာဖြစ်တယ်။ကျွန်တော်တို့ရဲ့ကျမ်းမာရေးပေးမဟုတ်ဘူးကျွန်တော်တို့ရဲ့အမြင်ပိုင်းတွေကျွန်တော်တို့အသွေးခေါ်ပိုင်းတွေမှာစအရာအလုံးကကျွန်တော်တို့စိတ်ရှင်လန်းတဲ့ချင်းမှာတကယ်ပဲကျမ်းမာတယ်ဆိုတဲ့အကိုမြင်တွေ့ရတာဖြစ်တယ်။စိတ်ရှင်လန်းဝါမျိုးတွေသူရဲ့အသွေးအခေါ်နဲ့စိတ်မင်တာညီးသွားပြီးတော့နော် depression တွေဝင်နေသူရဲ့အသွေးခေါ်မတူဘူးဖြစ်တယ်ဟာလေလုယ။ဘွားချတာဖြစ်တယ်ရလက်လေမတူဘူးသူတို့ဘာ ားတွေကဆုံးဖြတ်တဲ့ချိန်မှာလေဒီစိတ်ရှင်လာဝမ်းမြောက်တဲ့သူစီကအဖြစ်ရလတ်သူစီကထွက်လာတဲ့အရာဝယ်လူတွေကပို့ပြီးတော့ကြိုင်နေတဲ့တာပဲပို့ပြီးလူတွေကထောက်ခံအပေးတယ်ဆိုတာလေမြင်တွေ့ရတာဖြစ်တယ်ပြီးရင်ကျမတို့လုပ်ငန်းခွင်ထေးမှာကြည့်မယ်ဆိုရင်လေစိတ်ရှင်လာပြီးတော့အမြန်တက်ကြွတဲ့သူနဲ့ဒီစိတ်မတိုင်းမီသွားတဲ့သူဆိုဘယ်သူ့ကိုရွေးချယ်မှာအင်တာဗျူးတွေမှာဆိုရင်မျက်နှာရှင်လာပြီးတော့တက်တက်ကြွကြွရှိတဲ့သူကိုလူတွေကပို့ပြီးခေါ်ချင်တာဖြစ်တယ်လူတွေကပို့ပြီးဦးစားပေးပြီးအဲ့လူကိုသူရဲ့အလုပ်ထေးမှာတွေးနေဖြစ်တယ်မျက်နှာကအရင်တီးတက်ပြီးတော့လေမာနကြီးလိုစကားမပြောချင်လို့ဖြစ်ရင်တော့မှတေချာမဖြစ်ချင်ဘူးအဲ့လိုမျိုးဆိုရင်လူတွေကမခေါ် ောဖြစ်တယ်လုပ်ငန်းခွင်တွေမှာတော့မှဦးစားပေးနေတဲ့စိတ်ရှင်လန်းတဲ့သူဝါမြောက်တတ်တဲ့သူအပြုံမျက်နှာရှိတဲ့သူပို့ပြီးတော့ရွေးချယ်တာဖြစ်တယ်ဒီလုပ်ငန်းရှင်တွေကသူရဲ့ reception counter မှာထိုင်ဖို့ဆိုတော့မှအပြုံမျက်နှာလှလေးရှိတဲ့မိန်းကလေးတွေနော်ဒါမို့လဲယောက်ျားလေးတွေကိုရွေးချယ်ပြီးတော့ခန့်အပ်တတ်တာဖြစ်တယ်ဟာလေလုယာဒီအရာကစိတ်ရှင်လန်းဝါမြောက်တတ်တဲ့သူရဲ့အာသာချက်ဖြစ်တယ်ကောင်းကျိုးတွေဖြစ်တယ်သူရဲ့ကောင်းကြီးတပါးဆိုလေမမပါဘူးဒါဆိုကျွန်တော်ဒီတိုင်းမှာရှင်လန်းတော့သူဖြစ်နေရလားဆိုတော့ကျွန်တော် sense ပွဲအတွက်အလိုအပ်တာဖြစ်တယ်ဖိလစ်ပိအခန်းကြီး၄ရဲ့၄မှာဆိုရင်လေဘုရားကပြောထားလေဆိုရင် သခင်ဘုရားနဲ့အစ ီမပြတ်ဝမ်းမြောက်ချင်းရှိကြလောတဖန်လာစုဒီကဝမ်းမြောက်ကြလောတဖန်ကဝမ်းမြောက်စေချင်တယ်ဖြစ်တယ်ကျမတို့ကဝမ်းမြောက်လက်သူ့အထေးမှာနေတဲ့သူ ဖြစ်စေခြင်းနဲ့ဘုရားဖြစ်တယ်ဟာလေလုယဝမ်းမြောက်ဝမ်းသာနဲ့သူ့ရဲ့အမှုတော်ကိုဆောင်စေခြင်းနဲ့ဘုရားဖြစ်တယ်ဝမ်းမြောက်ဝမ်းသာနဲ့သူ့သားသမီးတို့ကိုဒီလောကမှာအသက်ရှင်စေခြင်းနဲ့ဘုရားဖြစ်တယ်မိဘတွေဝေချီပါသူ့ရဲ့သားသမီးတို့ပါဖြစ်စေခြင်းအများထဲမှာပြုံးပျော်နေတဲ့သားသမီးတွေပဲဖြစ်စေခြင်းတာဖြစ်တယ်ဝမ်းမြောက်နေတဲ့သားသမီးတွေပဲဖြစ်စေခြင်းတာဖြစ်တယ်အဲ့လိုပဲကျွန်တော်တို့ရဲ့ကောင်းကင်အဖကလည်းကျွန်တော်တို့ကိုဒီလောကမှာအသက်ရှင်နေထိုင်နေခြင်းမှာကျွန်တော်တို့ကိုဝမ်းမြောက်ဝမ်းသာနဲ့သူ့အတွက်အလုပ်လုပ်တဲ့သားသမီးဟာလေလုယနေထိုင်နေတဲ့သားသမီးဖြစ်စေခြင်းတာဖြစ်တယ်ဘုရားကဝမ်းမြောက်စေခြင်းနဲ့တစ်ခါကျကျွန်တော်ဝမ်းမမြောက်နေတဲ့ကာလတွေရှိတာဖြစ်တယ်ဒီလိုကာလမှာကျွန်တော်တို့ဘယ်လိုဖြစ်တမ်းရမလဲကျွန်တော်တို့ဘုရား ားရဲ့ဝိညာဉ်ပိုင်းမှာဘုရားနဲ့အတူတွားဖွဲ့တယ်ပို့လို့လိုအပ်တာဖြစ်တယ်။ spiritual ဘက်ကိုပို့ပြီးတော့အားဖြည့်ဖွဲ့တယ်လိုအပ်တာဖြစ်တယ်။ tomorrow spiritual ပိုင်းမှာကောင်းစားလာတဲ့သူ spiritual ပိုင်းမှာအားကြီးလာတဲ့သူတွေက tomorrow ဒီအခြေကနေပြီးကျွန်တော်တို့စိတ်နှလုံးသားကအလိုလိုရင်းနဲ့ကောင်းစားလာပြီးကျွန်တော်တို့တွေးတဲ့အရာကျွန်တော်မြင်တဲ့အရာကျွန်တော်တို့အပြောတွေပါကျွန်တော်တို့အမှုအရာအပြင်းအဆင်ကျွန်တော်ရုပ်ပိုင်းဆိုင်ရာအရာတစ်ခုချင်းဆိုင်တော့ကျွန်တော်တို့ character တွေမှာစလူတွေကမြင်တဲ့အချိန်မှာဘုရားသခင်ရဲ့ဝမ်းမြောက်တဲ့နှလုံးသားနဲ့လှုပ်ဆောင်တဲ့အရာပြောတဲ့အရာမြင်တဲ့အရာတွေးတဲ့အရာအဲ့ဒီအရာတွေမြင်တဲ့အချိန်မှာအော်ဒါဘုရားရဲ့သခင် ဖြစ်တယ်။တော့ဝမ်းမြောက်လဲလှုပ်ဆောင်နေသူတွေကသူတို့ဘာနဲ့မတူဘူးဆိုတာကိုသူတို့ဘာတွေကပြန်ပြီးတော့မြင်တွေ့ရမှဖြစ်တယ်။လောကသားတွေကပြန်ပြီးတော့အတိမတ်ပြုခြင်းခံရတဲ့သူဖြစ်လာမှဖြစ်တယ်။ဟာလေလုယ။နော်ဒါကြောင့်ကျွန်တော်တို့ကနေ့တိုင်းမှာဝမ်းမြောက်တဲ့စိတ်ရှိဖွယ်အောင်တဲ့လိုအပ်တာဖြစ်တယ်။ကျွန်တော်တို့ရဲ့စိတ်ကဝမ်းမြောက်တဲ့နှလုံးသားရှိပြီဆိုတော့လေကျွန်တော်တို့ speech ပိုင်းမှာလေအားကောင်းလာမယ်။ပို့ပြီးတော့ဖခင်နဲ့ပို့ပြီးတော့နော်ရင်းနှီးလာမယ်။ဖခင်ရဲ့အမှုခံခြင်းနဲ့ဖခင်ရဲ့အလုပ်အပေးခြင်းနဲ့ညားစွာပို့ပြီးတော့ကျွန်တော်မြင်တွေ့ရမှဖြစ်တယ်။ခန္ဓာပိုင်းဆိုင်ကလေးကြမ်းမာလာမှဖြစ်တယ်။ပြီးရင်ကျွန်တော်တို့ရဲ့ခန္ဓာပိုင်းဆိုင်မှာသူတို့ဘာနဲ့ပို့ပြီးတော့ relationship ကောင်းလာမှဖြစ်တယ်။ မတို့ကအသက်ကြီးကြီးဖြစ်စေကျမတို့ငယ်ကြီးဖြစ်စေကျမတို့ရွေးသူဖြစ်စေကျမတို့ကပေါင်းပြတ်ဆက်ဆံရမှာလေပို့ပြီးတော့ကောင်းလာမှာဖြစ်တယ်ဟာလေလုယာပြီးတော့ကျမတို့ရအသွေးအခေါ်တွေကတော့သူတို့ဘာတွေဟတ်ထိသွားနေသေးလဲသူတို့ဘာတွေဟာသူရဲ့သွေးပုံတွေကကျမတို့နဲ့မတူဘူးနော်ထူးခြားတယ်ဆိုတဲ့အရာသူတို့ဘာတွေခံစားရတဲ့အထိကျမတို့အသွေးတွေကပြောင်းလဲမှာဖြစ်တယ်ပြီးရင်ကျမတို့ရအမြင်တွေအရင်ကနေမတူတဲ့အမြင်တွေ positive vibe တွေပဲကျမတို့ထင်မှာခံစားလာရမှာဖြစ်တယ်သူတို့ဘာတွေကလည်းမြင်လာမှာဖြစ်တယ်အဲ့ဒီအရာကတခြားလူတွေမှာမဖြစ်နိုင်ရှင်လန်းဝမ်းမြောက်တဲ့စိတ်နဲ့ပြည့်တဲ့လူရဲ့နှလုံးသားရှိတဲ့လူထင်မှာပဲအဲ့ဒီအရာက မြင်တွေ့ရမှာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်တင်းနေကျွန်တော်ကရှင်လန်းဝမ်းမြောက်တဲ့စိတ်နေ့တိုင်းမှာရှိနေရလားဆိုတော့ကျွန်တော်တို့ခွေးချမ်းဖွင့်ရတဲ့လူအတာဖြစ်တယ်၊ဆင်ချင်ဖွင့်ရတဲ့လူအတာဖြစ်တယ်။တခြားပါတဲ့တင်းနေကျွန်တော်ကနေ့တိုင်းမှာရှင်လန်းဝမ်းမြောက်တဲ့စိတ်နဲ့တွားနေပြီဆိုရင်တင်းနေကျွန်တော်အသက်တာချိန်မှာသူတစ်ပါးနဲ့မတူဘူး။ထူချတဲ့ lifestyle ထူချတဲ့ဖခင်ရဲ့ကောင်းကြီးတွေကိုခံစားရမယ်ဆိုတော့ကျွန်တော်အနည်းငယ်ရှင်းလို့ပေးချင်ပါတယ်။အရောက်တိုင်းပေါ်ဖခင်ကောင်းကြီးပေးပါစေ။